ရီယဲကိုနိုင်ယူပြီးရော်နယ်ဒိုနဲ့အမ်ဘာပေအတိုင်းအောင်ပွဲခံခဲ့တဲ့ရာမဲမနေ့ကလာလီဂါပွဲစဉ်ဖြစ်ကစားခဲ့တဲ့ဘာစီလိုနာနဲ့ရီယဲမဒရစ်အသင်းရဲ့အက်ကလစီကိုပွဲစဉ်မှာဘာစီလိုနာတောင်ပိုင်းကျဲပွင့်ကစားသမားလာမိုင်းရမဲကချီပါကိုသွင်းယူခဲ့ပြီးရီယဲမဒရစ်ကိုစားနောက်အောင်ပွဲခံခဲ့ပါတယ်ဒီအက်ကလစီကိုပွဲစဉ်မှာဘာစီလိုနာလူငယ်တောင်ပိုင်းကစားသမားလာမိုင်းရမဲကအားအသင့်မွေချီပါကိုရကိုကိုသွင်းယူနိုင်ခဲ့ပါတယ်ပွဲဆက်ဆချင်းမှာရီယဲမဒရစ်ကိုနှစ်ဂိုးထိခွင့်ပြုလိုက်ရပြီးနောက်ကနေလိုက်ကစားနေရတဲ့ဘာစီလိုနာအတွက်ဂျာမန်ရဲ့ဒီဂိုးဟာရေးပါခဲ့ပါတယ်ဒါပေမဲ့လာမိုင်းရမဲကတော့ဂိုးသွင်းယူနေမှာပဲရီယဲမဒရစ်ပရိသတ်တွေကိုပါဒေါသထွက်အောင်တော်တော်လေးစားနောက်သွားခဲ့ပါတယ်ဂိုးသွင်းပြီးမှသူပြခဲ့တဲ့အောင်ပွဲခံကရီယဲမဒရစ် ဲ့ဂန်နီဝင်းကစားသမားဟောင်းကြီးခရစ်စတီယာနိုရော်နယ်ဒိုရဲ့ကာလမာအောင်ပွဲခံရတဲ့လက်ရှိရီယယ်တက်စီမိုဂီလီယန်အမ်ဘာပေရဲ့အောင်ပွဲခံကိုပေါင်းဆက်ပြီးကြားသားခဲ့တာပါ။ဂျာမန်ဟာဒီပွဲမှာတကောတူးယူနိုင်ခဲ့တဲ့အပြင်ကိုရနိုင်တဲ့အခွင့်အရေးတွေကိုလည်းအများပြဖန်တီးပေးနိုင်ခဲ့ပါတယ်။သူဟာကိုရနိုင်တဲ့အခွင့်အရေး၅ချိန်ဖန်တီးပေးခဲ့ပြီးအရေးပါတဲ့ဘောလုံးပေးပို့မှု၈ချိန်အထိပြုလုပ်ခဲ့ပါတယ်။ဒါပြင်ဒီယာစီမာရီယယ်မက်ဒရစ်နဲ့၄ချိန်တွဲဆုံခဲ့တဲ့ပွဲတွေမှာသူဟာ၃ဂိုးသွင်းယူခဲ့ပြီး၂ချိန်ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ဂျာမန်ဟာဒီခြေစွမ်းတွေကြောင့် သူရဲ့စစ်စစ်ပေါင်းဂိုးနဲ့ဂိုးပန်နီမူက40အထိရှိလာခဲ့ပြီးအသက်16နှစ်မပြည့်ခင်မှာပဲလာလီဂါမှာဂိုးအများဆုံးသွေးယူနိုင်ခဲ့တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။ဘာစီလိုနာမေလ15ရက်နေ့မှာမြို့ကွန်ပြိုင်မှာအက်စပန်ယိုအသင်းနဲ့ကစားရမှာဖြစ်ပြီးအဲ့ဒီပွဲကိုသာနိုင်ရခဲ့ရင်လာလီဂါချန်ပီယံဆုကိုရရှိမှာပဲဖြစ်ပါတယ်။ဒါမှမဟုတ်လက်ရှိခြေစွမ်းကိုကြီးကြီးအားဖြင့်အဲ့ဒီပွဲမှာလည်းသူအဓိကကစားသမားတဦးအဖြစ်ပါဝင်လာဖို့တည်ကြတယ်လို့ရှိပါတယ်။ဒီမှာကျွန်တော်တို့ကတည်းကအမှ